င်္ဂလာပါ knowledge one channel ကနေပြန်လည်ရေဆူလိုက်ပါတယ်ဗီဒီယိုမတင်ဖြစ်တာကျွန်တော်တလားလောက်တော့ကြော်သွားပြီเนาะအဲ့တော့ဒီကြားထဲမှာသတင်းလာမေးကြတဲ့သူတွေကျေးဇူးတင်ပါတယ်လို့အရင်ဆုံးပြောချင်ပါတယ်မတ်လ28ရက်နေ့ကလှုပ်သွားတဲ့ငလင်ကြောင့်လို့အဲကျွန်တော်လည်းငလင်ဘေးချောင်စကန်ကိုတလားလောက်သွားနေခဲ့ရပါတယ်ဆိုတော့ဗီဒီယိုတွေလုတ်ဖို့တာအဆင်မပြေခဲ့ဘူးပေါ့เนาะအဲအခုတော့အလုတ်ကစီစဉ်ပေးရတဲ့နေရာမှာဗီဒီယိုလေးတွေဆက်လုပ်သွားဖို့ရှိပါတယ် ဲ့တော့တော်တော်များများတော့ကျွန်တော်ပထမဆုံးတင်မဲ့ဗီဒီယိုကဒါငလင်းနဲ့ပတ်သက်တဲ့အကြောင်းရင်းတွေဖြစ်မယ်ဆိုပြီးတော့မှတွေးထားကြမှာပါ။ဒါပေမဲ့ငလင်းလုံပြီးနောက်ပိုင်းတစ်လလောက်အတွင်းမှာဒါပညာရှင်တွေအချက်အလက်ရှာဖွေတင်ဆက်သူတွေရဲ့ပညာရေးစောင်းမားတွေအပြည့်စုံတယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်လို့တခြား topic နဲ့ပဲစပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အော်ငလင်းနဲ့ပတ်သက်လို့သိချင်တာရှိရင်တော့ဒါ comment မှာမေးထားလို့ရတယ်ပေါ့နော်။အဲ့တော့ topic အကြောင်းကိုဆက်ပြောရရင်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ လာပေါ်မှာငားတွေမွေးဖို့လှုပ်ဆောင်တည်တဲ့သူတင်သားအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်းစင်ကိုမြင်တာနဲ့ဒါရည်စရာကောင်းတယ်လို့တော့ထင်ကောင်းထင်ပါလိမ့်မယ်အဲတကယ်လည်းဒီလိုအခြေအနေတစ်ခုဖန်တီးဖို့ဆိုတာဒါတော်တော်လေးမလွယ်တဲ့ကိစ္စတစ်ခုပေါ့နော်အဲကျွန်တော်ကရင်တော့အတိထားတယ်လာရတာအခြေအနေရဆိုလို့ရှိရင်ငားလိုအသက်ရှူရလာပေါ်မှာမွေးမယ်ဆိုတဲ့ကိစ္စမဖြစ်နိုင်ဘူးလို့တော့ပြောရမှာပါအဲလာပေါ်မှာအသက်ရှူစရာလီမရှိတာရေရီမရှိရတယ်မကဘဲနဲ့တန်လိုက်ဆက်ခွင့်မရှိတာအကြောင်းမလို့လီလူလည်းမရှိပါဘူး အဲနောက်ဆက်တွဲအနေနဲ့ဒါနေရလာလဲဆိုလာဝန်းတွေတို့နောက် cosmic radiation တွေတို့ကာဝယ်ပေးမဲ့လေလူးမရှိတာကြောင့်မလို့တက်ရှိရှင်သန်မှုအတွက်ဒါသေချာပေါက်ကိုမလွယ်ကူတာပါပြီးတော့လရဲ့မျက်နှာပြင်ရနေ့မှာ129 degree celsius အထိရှိနိုင်ပြီးတော့မှညဆိုလို့ရှိရင်အနုတ်183 degree celsius လောက်အထိရှိနိုင်ပါတယ်ဆိုတော့ဒီလိုအမူအချိန်ပြောင်းလဲတွေကဒါတွေးကြည့်မယ်ဆိုရင်တော့ဒါကြောက်စရာကြီးပါအဲအဲ့ဒီပြင် gravity အားလဲကဘာရဲ့6ပုံတစ်ပုံလောက်ပဲရှိရကြောင်မလို့ ရည်ရှင်နေမယ်ဆိုလို့ရှိရင်တက်ရှိရတဲ့ရုပ်ပိုင်းဆိုင်ရာတွေနောက်ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့မျိုးပွားမှုပိုင်းဆိုင်ရာတွေမှာတက်ရောက်မှုကြီးကြီးမားမားရှိနိုင်ပါတယ်။ဆိုတော့ဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာလူတွေလောက်အခြေချနိုင်ဖို့နဲ့အစားအသောက်တွေကစီစဉ်နေတာဒါတော်တော်လေးကိုစိတ်ဝင်စားစရာအကောင်းတယ်လို့ဒါပြောရမှာပါ။အဲ့တော့လူတွေလောက်တကြောပြန်ပြန်သွားအောင်လာမကဘဲနဲ့ ဒါလောက်အောင်မှာအခြေဆိုင်စခန်းမှာတည်ဆောက်မယ်ဒါ NASA ရဲ့ Artemis program အကြောင်းကျွန်တော်အရင်တော့ဗီဒီယိုမှာတေချာတော့ဒါပြောပြပြီးပေါ့နော်အခုကတော့လောက်အောင်မှာလူတွေအခြေဆိုင်နေထိုင်တဲ့အခါမှာအစားအစာတို့ကငားတွေမွေးမိဖို့ဘယ်လိုမျိုးသုတေနတွေလုံနေလဲဆိုတော့ကျွန်တော် လေ့လာကြည့်ပါမယ်အဲ့တော့မြင်းသစ်နိုင်ငံတောင်ပိုင်းက Fallibly Flow Scan ကျင်နေမှာကက်ကရစ်ငားမွေးမိပုံတွေရာနဲ့ချီပြီးရှိပါတယ်ဒါအောင်ဖြတ်သားဖြတ်လာကြည့်မယ်ဆိုလို့ရှိရင်တမယိုးကြငားမွေးရဲ့နေရာလို့ထင်ကောင်းထင်နိုင်ပါမယ် တကယ်တော့လာမယ့်အနာဂတ်ကမ္ဘာပြင်ပမှာနေထိုင်မဲ့လူတွေရဲ့ဘဝကိုတော့ဒါပြောင်းလဲသွားစေနိုင်မယ့်သူတင်တာတခုဖြစ်နေတာပါဒီစီမံကို Luna Hash လို့ခေါ်ပါတယ် Luna Hash သူတင်တာကိုဒီ French National Institute for Ocean Science ကဒီ Dr. Siri Percival ဦးဆောင်တဲ့အဖွဲ့ကတာဝန်ယူပြီးဆောင်ရနေတာပါအဲ့တော့လာပေါ်မှာနေထိုင်တဲ့လူတွေအတွက်တခြားအစားအစာမယူဘဲနဲ့ဘာလို့ငားတွေမှရွေးရလဲဆိုပြီးတော့တွေးကောင်းတွေးရင်နေပါတယ်အဲ့ဒီအတွက်လည်းအကြောင်းပြချက်ရှိပါတယ်ဒေါက်တာစီရီပစီဗလာရဲ့ဒီအဆိုအရတော့ ငါးတွေကလူတွေစားသုံးသမျှအစာစာထဲမှာအစာခြေဖြတ်ဖို့အတွက်အကောင်းဆုံးပရိုတင်းရင်းမြစ်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။အဲအကြောင်းကတော့ဒါမြေဆွေးရနဲတဲ့အာဂတာထဲမှာဒီအစာရှင်နိုင်မှုတော့ကဒါအရင်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တာမျိုးလို့ကြောင်းပေါ့နော်။နောက်ပြီးတော့အာဂတာထဲရောက်နေအာဂတာရင်မှုတွေရဲ့ကြွက်သားတွေကိုထင်းသိမ်းပေးဖို့လိုအပ်တဲ့ Omega 3နဲ့နောက်အရေးကြီးတဲ့ Vitamin B တွေကဒီငါးတွေမှာအများကြီးပါဝင်နေရဲဆိုပြီးတော့မှဒေါက်တာ CD Pasibella ကဆိုပါတယ်။ ဟုတ်ပါတယ်အာဂတာထဲမှာကြာကြာနေရတဲ့အာဂတာရင်မှုတွေခန္ဓာကိုယ်မှာကြွက်သားတွေကဒါတဖြည်းနဲ့ဒါဆုံချုံလေးရှိတယ်ပေါ့နော်ဆိုတော့ဒီကြွက်သားတွေကိုထင်းသိမ်းနိုင်မှုအတွက်ဒါငါးစားတာဒါတော်တော်လေးကိုတင့်တော်တယ်လို့ယူဆလို့ရပါတယ်အဲလက်ရှိမှာ sea bass လို့ခေါ်တဲ့ကက်ကတင်ငါးတွေကိုသူ့တင်လာတော့ရွေးချယ်ထားပြီးတော့မှာဒါအာဂတာလေးကိုပို့ဆောင်ဖို့လှုပ်ဆောင်နေတယ်ပေါ့နော်အဲပထမဆုံးအနေနဲ့ဒီကက်ကတင်ငါးဥတွေကိုအဲကဘာမှာမြူအောင်လှုပ်ပါမယ်အဲဒီဘေကတော့ကက်ကတင်ငါးမရဲ့ဥတွေကိုထုတ်မယ် ငါးထည့်ရဲ့တုံနဲ့ရောပြီးတော့မှပုံလုံးလေးမှထည့်ထားပြီးတော့မှဒါမြို့အောင်လောက်တာပါ။နေပြီးတော့အဲဒီဥတွေရောအာဂတာရင်နဲ့အာဂတာတွေကိုပို့မယ်ပေါ့နော်။အာဂတာတွေမှာ၄ရက်ကနေ၈ရက်လောက်ခီးနေရနိုင်ပြီးတော့မှငါးတွေကလမ်းမှာပဲဖြစ်ဖြစ်အဲလဘော်ခြေဆိုင်စခန်းမှာပဲဖြစ်ဖြစ်တားပေါက်လာကြမယ်သဘောပါ။အဲ့တော့ဒီလိုလုံးရတဲ့အဓိကအကြောင်းရတော့ဒီအရွယ်ရောက်ပြီးသားငါးတွေကိုအာဂတာတွေကိုပို့တာထက်စာရင်တားလောင်းဘွားမှာအာဂတာတွေကိုပို့တာကပ္ပဘုံဝင်ချင်းပြပါနဲ့ပို့ပြီးတော့ရင်းနှီးစီလို့ပါ။ အဲရောက်ရောက်ပြီးသားငားရည်ဆိုရင်တော့ဒါပို့ပြီးတော့ခက်ခဲမဲ့သဘောပေါ့နော်အဲ့တော့ဒီလိုနည်းနဲ့ငားရည်ကလောက်ပေါ့အခြေဆိုင်စကန်ကိုရောက်လာပြီဆိုလို့ရှိရင်ဒီငားရည်ကိုထားမဲ့နေရာရှိပါတယ်အဲ့ဒါတော့နေအောင်မကျတဲ့လရဲ့ဝင်ရိုးစွန်းနေရာတွေမှာပါနောက်ပြီးတော့ငားရည်ကိုဘယ်ရရတဲ့ခြင်းနဲ့ထည့်မလဲဆိုရင်လရဲ့ဝင်ရိုးစွန်းအောက်မှာရှိတဲ့ရေခဲတွေကနေရတဲ့ခြေတွေကိုထည့်မှာပါအဲလောက်ပေါ်မှာရေခဲရှိရဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်အနေနဲ့ရင်တော့ဒါတင်ဆက်ပြီးသားပေါ့နော် အဲ့တော့ဆက်ပြောရရင်ငါးတွေကို close loop aquaculture system ဒါမှမဟုတ် recirculating aquaculture system လို့ခေါ်တယ်ဒီကန်တွေကရေတွေတန်ရှင်းပြီးတော့မှပြန်သုံးချရတဲ့စနစ်နဲ့မွေးမြူသွားမယ်လို့သိရပါတယ်အဲ့ပြင်ဒီစနစ်စပြီးလေပတ်တာနဲ့ integrated multi-tropic aquaculture နီလန်ကိုသုံးချမယ်လို့လည်းပြောပါတယ်ဒီနီလန်2004ခုနှစ်ကစပြီး TOE ထုတ်ခဲ့တာဖြစ်ပြီးတော့မှအဟာရဓာတ်တွေကို recycle လုပ်နိုင်ဖို့အတွက်ကိုဒီငါးကန်ထဲမှာမတူညီတဲ့ရေနေမျိုးစိတ်တွေစုပေါင်းပြီးမွေးမြူလာမျိုးပြောတာပါ ဥပမာငါးရီရနေထွက်လာတဲ့အညစ်အကြေးတွေကို micro algae ရင်းကြီးရစားမယ်အဲ့ဒီ micro algae တွေနဲ့တခြား organic particle တွေကိုကမာကောင်တွေနဲ့ရေမျောကောင်တွေတွေကစားမယ်ကြမ်းမြင်ရစားခြင်းစားခြင်းတွေကိုတော့ပဇွန်နဲ့ဝေါန်ကောင်တွေကစားမယ်ပေါ့နော် ပြီးတော့အဲ့ဒီကောင်တွေကိုမှငါးရီရပြန်စားတဲ့ပုံစံနဲ့ဒါ nutrient loop ပုံစံမျိုးဖန်တီးထားတဲ့သဘောပါဆိုဒီနည်းလမ်းအစာရင်းမြစ်နဲ့ရေရှားပါတဲ့အာကာသထဲမှာငါးမွေးမြူရေးကန်တွေကို self sustaining ဖြစ်ဖို့အများကြီးအထောက်အပံ့ဖြစ်စေမှာပါဆိုတော့ဒီလိုမျိုးတွေပြောနေလို့ဒီနည်းလမ်းလောက်မှာအလုပ်ဖြစ်နိုင်မလားဆိုလို့ရှိရင် computer simulation တွေတော့အချိန်ချင်းလုပ်ပြီးပြီလို့ပြောပါတယ်။အဲဒီနီလန်းနဲ့၅ခန်းတခုကအချိန်၄လနဲ့၅လလောက်ထိအဲသူကသူအလိုလျောက်ရောစိုက်ကဲလုံနိုင်မယ်လို့လည်းပြောတယ်ပေါ့နော်။အဲဒီစီမံကိန်းရဲ့လက်ရှိပန်းနံရတော့လူ9ယောက်ပါတဲ့အဖွဲ့အတွက်၄လစာ mission မှာသုံးနိုင်ဖို့ဒါကက်ကတိငါအကောင့်100လောက်ထောက်ပံ့နိုင်ဖို့ဖြစ်ပါတယ်။အဲတော့ငါးရင်မွေးမှာတော့ဟုတ်ပါပြီ။အာဂါတာတွေကတစ်ဆင့်ငါးဦးတွေကိုပို့တာဆိုတော့ဒီငါးဦးတွေကရှင်ရောရှင်နိုင်ပါမလားဆိုပြီးတော့လေတန်တရားရှိနေပါတယ်။ တကယ်တော့လူသားတွေကအာဂါတာတွေကိုငားတွေပါဝင်တရိတ်ဆန်တော်တော်များများပို့ဖူးထားပြီးသားဖြစ်ပါတယ်။1983ခုနှစ်အပိုလိုမရှင်တော့ကလည်းဒီမြောက်အမေရိကကန်ယူရမ်းမှာကျက်စားတဲ့တဲ့မမ်မချော့ငားတွေကိုတင်ဆောင်သွားဖို့ဆိုလိုပဲ1986ခုနှစ်တွင်ဆိုဗီယက်တို့ရဲ့ဆယ်လီအာဂါတာတို့တက်ခွဲခံမှာတော့ဒီဒေါင်းငားတွေကိုထားခဲ့မှုပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာကိုဒီနိုင်ငံတကာအာဂါတာစခန်းစီကိုဒီ zebra fish တွေခေါ်သွားပြီးတော့မှ microgravity မှာကျွမ်းရတဲ့ကြွက်သားဆုံးချုပ်မှုနဲ့ပတ်သက်ပြီးတော့မှဒါလေ့လာမှုတွေလုပ်ခဲ့ပါသေးတယ်။ အတိုင်းမဲ့လောက်ပေါ်မှာငားတယ်မွေးမြူဖို့လည်းဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့ကိစ္စမှာတခြားမေးစရာမေးခွန်းတွေလည်းအများကြီးရှိနိုင်ပါသေးတယ်။အဲအဲ့ဒါကတော့ဒုံမြောင်အာဂတာတွေပြည့်လွတ်တဲ့ချိန်ကျရင်ကြုံရတဲ့ဒုံခါမှုတွေကိုဒီငားဥတွေကခံနိုင်ရှိပါမလားတော့။နောက်နေရဲ့ဓာတ်ရောင်ခြင်းနဲ့ gravity ပြောင်းလဲမှုတွေကဥတွေရဲ့ DNA ကိုပြောင်းသွားစေနိုင်မလားဆိုတာမျိုးတွေပါ။အဲဒါမဲ့အစောပိုင်းဆန်းသတ်မှုတွေကတော့ကက်ဂရစ်ငားဥတွေကဒီလိုဒဏ်တွေကိုခံနိုင်ရှိပြီးတော့မှ လာဘော်ဒီကောင်းကောင်းမွန်မွန်ရောက်သွားနိုင်တယ်လို့တွေးရှိထားပါတယ်။မဲဦးမှာ University of Mofilia မှာရှိတဲ့အာဂါသဆန်တာကရုရှားဆိုးယူရော့ကက်ရဲ့တုံခါမှုပုံစံနဲ့ simulate လုပ်ပြီးစမ်းသပ်တဲ့အခါမှာငါးဥတွေနေနဲ့ခံနိုင်ရှိအောင်တွေးရပါတယ်။ပြီးတော့ဖွံ့ဖြိုးမှုအဆင့်အမျိုးမျိုးမှာရှိတဲ့တရေအောင်မီငါးဥတွေကလည်းအခုလိုတန်တွေကိုခံနိုင်ရှိအောင်တွေးရတယ်ပေါ့နော်။ဆိုတော့ငါးဥတွေအာဂါသတွေကိုဘင်းကင်းကင်းနဲ့ပို့နိုင်မှုဆိုတာဒါဖြစ်နိုင်တဲ့သဘောပါ။တကယ်တော့ဒီသူတင်တာအခုမှစပြီးလုပ်ရတော့မဟုတ်ပါဘူး။ ဒေါက်တာစီဘာစီဘလာ2016ခုနှစ်ကလေးကဒါ European Space Agency ကိုအစိုးရသင်ခဲ့တာဖြစ်ပြီးတော့မှ2018ခုနှစ်လောက်ကလေးကဒီသူတင်တာအကောင့်ထဲပေါ်ဖို့တော့ကို France Nation Space Agency ကနေထောက်ပံ့ကြေးအစပြီးရနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဥရောပအာကာသ Agency က2034ခုနှစ်မှာ Argonaut Lander Mission လို့ခေါ်တဲ့ဒီအာကာသ Mission တစ်ခုလှုပ်ဆောင်မှုရှိနေပါတယ်။အဲဒီ Mission တွေနဲ့ NASA ရဲ့လူသားတွေလာပေါ်အခြေစိုက်မြန် Artemis Program နဲ့အတူလှုပ်လို့သွားမှာပါ။ မရှင်မာလဘော်ခြေစားစခန်းတည်ဆောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုဒကြိမ်ပွင့်တည်သက်သမာ၈တန်လုံးနဲ့ကဘာနဲ့လစီကိုတည်ဆောက်ဖို့ရိုဘော့တစ်လာစင်းကိုဥရောပအာဂတအေဂျင်စီကနေတာဝန်ယူတည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။နောက်ရှိရပြောခဲ့လူနာဟက်ငါးမွေးမြူရေးစီမံခန့်ရတော့ဥရောပအာဂတအေဂျင်စီကတာဝန်ယူမဲ့ Agnes Lander Mission ရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့ပေါင်းဝင်มาဖြစ်ပြီးတော့မှအောင်မြင်လာခဲ့ရင်တော့ဒါကဘာဝမှာရောလောက်မှာပါအများကြီးသုံးဝင်တဲ့သူတင်တာတခုဖြစ်လာတော့မှာပါ လက်ရှိမှာတော့လူသားတွေအာဂတာတွေကိုရှင်သန်နိုင်ဖို့လူနာ hash သူတင်တာအောင်မြင်နိုင်အောင်ကြိုးစားနေကြရတယ်ပေါ့နော်ဆိုတော့လာမယ့်နှစ်တွေမှာအောင်မြင်မှုတွေရရှိပြီးတော့မှလောက်ပေါ်မှာငားတွေမွေးမြူနိုင်ပြီဆိုတဲ့အခါကျရင် knowledge one ကိုကြည့်ရှုနေတဲ့သူတွေကြိုပြီးသိနေပြီသားဖြစ်အောင်လို့ဒီဗီဒီယိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ Jesus 2ပဲတင်ရှိပါတယ်ခင်ဗျာ